ကရင်မျိုးသားစီအောင် KNU ထိန်းချုပ်နယ်မြေဖာပုံခရိုင်ကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNN နေတပ်မဟာ၅နယ်မြေမှာဝဒူဝတ်တိုးခိုဒေသမှာစစ်ကြောင်းထိုးဖို့စ조사နေတဲ့အာနာသိစစ်ကောင်စီနဲ့ကရင်နယ်ခြားဆောင်တပ် BGF DKPA ပူးပေါင်းတပ်ဖွဲ့တွေနဲ့ KNN နေ PDF မဟာမိတ်ပူးပေါင်းတပ်တွေကြားမှာဒီဇင်ဘာ9ရက်နေ့ကစလို့တိုက်ပွဲတွေပြင်းထန်နေကြောင်းနယ်မြေကန်သတင်းရင်းမြစ်ကဆိုပါတယ်နှစ်ဖက်ထိတွေ့တိုက်ပွဲတွေအတွင်း အကျန်းဖက်စစ်တပ်ဖက်ကပူပေါင်းကူတိုက်ပေးနေတဲ့ဒတဦးတကောပလီအခြေဆိုင်ဘူမောင်ချစ်ဦးဆောင်တဲ့ BGF အမှတ်133တလီတက်ရင်လောက်ကတပ်ဖွဲ့တွေနဲ့ဘူလှကြိန်ဦးဆောင်တဲ့ BGF အမှတ်133တက်သုံးတက်ရင်လောက်ကအဖွဲ့တွေထိခိုက်တေဆုံးမှုများနေကြောင်းအမည်မဖော်လိုတဲ့နယ်မြေကန်သတင်းရင်းမြစ်ကဆိုပါတယ်စစ်တပ်ကကတိုင်တိဖာပေါ်နယ်မြေအားလုံးကိုပြန်ထိန်းချုပ်နိုင်ဖို့စစ်ကြောင်းထိုးစူးစမ်းနေတာအကြမ်းဖက်စစ်ကောင်စီပူးပေါင်း BGF နဲ့ဘိုဘီဦးဆောင်တဲ့ DKBA အဖွဲ့တွေကစစ်ကူပေးတာလမ်းကြောင်းပြတာတွေလုပ်ပေးနေတယ်လို့အဆိုပါနယ်မြေခံသတင်းရင်းမြစ်ကပြောပါတယ်။အာနာသိန်းစစ်ကောင်စီပူးပေါင်းတပ်ဖွဲ့တွေဟာ KNU တပ်မဟာငါးမှလက်လွတ်ဆုံးရှုံးခဲ့ရတဲ့စခန်းတွေနဲ့နယ်မြေတွေကိုပြန်လည်စိုးမိုးထိန်းချုပ်နိုင်မှုအတွက်အစွမ်းကုန်စ조사နေပြီးမြေပြင်စစ်ကူနဲ့လက်နက်ကြီးပစ်ကူတွေအပြင်ဝေဟင် drone တွေနဲ့ထောက်လှမ်းရေးများ drone နဲ့ဘုံဒီကျဲချတိုက်ခိုက်မှုများ လေရင်ပစ်ကူများနဲ့ပါဘုံကျဲတိုက်ခိုက်မှုတွေဆက်လက်လှုံ့ဆော်နေတယ်လို့မြေပြင်သတင်းရင်းမြစ်ကဆိုပါတယ်။တိုက်ပွဲတွေပြင်းထန်နေတဲ့ KNU ရဲ့တပ်မဟာငါမုဒရခရိုင်ဒွဲလို့မြို့နယ်နာကိုတာကျေးရွာကိုဒီဇင်ဘာ9ရက်နေ့လယ်12နာရီခန့်မှာအကြမ်းဖက်စစ်တပ်ကဝိုင်းတွဲလေရင်နဲ့ဘုံသုံးလုံးလာရောက်ကျဲချတာကြောင့်နာကိုတာကျေးရွာက အရက်သားပြည်သူတို့လက်ကိုဒဏ်ရာရရှိခဲ့ပြီးနေအိမ်တစ်လုံးထိမှန်ပျက်စီးခဲ့ကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNN ရဲ့စစ်ရေးသတင်းရင်းမြစ်ကပြောဆိုပါတယ်ရှင်။